ဖိုဖိုလောက်ခတ်လာတဲ့ Manchester United တင်ရဲ့ခွင်းလေတင်အားလုံးပဲမြင်လာပါ Football World Channel မှာဝင်တော်မှာမှာ W League မှာတော့ Manchester United တင်ရဲ့ခွင်းလေကစားသမားတင်နေတဲ့ပတ်သက်ပြီးတော့တင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ United ခွင်းလေကစားသမားလိုနေတယ်ဆိုတာကတော့အားလုံးလည်းသိတယ်ဘောနော United ပြိတက်တွေလိုချင်ဆုံးနေရာတစ်ခုလို့လည်းပြောလို့ရတယ်ဒီနေရာမှာအသင်းကထွက်သွားနိုင်တဲ့ကစားသမားလည်းရှိတယ်ဒါကတော့ Kobe Mainu ပေါ့အဲ့တော့ Kobe Mainu အကြောင်းကိုအရင်ပြောရမယ်ဆိုရင် United ကတော့ဒီကြောင်ပေါ့ Kobe Mainu ကိုလက်မလွတ်ချင်ဘူးဘာလို့သူတို့မှာတော့မှလက်ရှိ ကိုလေကသားသမားမရှိတာဗျာမရှိတဲ့အချိန်မှာလာမယ့်အနာဂတ်အတွက်ရောဒီလက်ရှိကားရံတကောကကိုဗီမိုင်းနူးကလိုကိုလိုတယ်လိုတဲ့အတွက်သူတို့ကကိုဗီမိုင်းနူးကိုအသင်းမှာဆက်ပြီးတော့ထားခြင်းနဲ့အငားလည်းမလွတ်ချင်ဘူးအပိတက်လည်းမလွတ်ချင်ဘူးဒါပေမဲ့ကိုဗီမိုင်းနူးကကြာလဲဝါကက်စီဇန်ဖြစ်နေတဲ့အတွက်သူက အတင်းကနေပြီးတတ်မထွက်ချင်မူရတယ်ဒါပေမဲ့သူ့ကိုတော့အငားတော့ချပေးဒါမှမဟုတ်လည်းကစားကွက်ပေးပေါ့အဲ့တော့ဒီဇန်နဝါရီမတိုင်ခင်ထိကိုဘီမိုင်နူရဲ့လက်ရှိဂိမ်းတိုင်းကဘူဘီအာမိုရင်ပေးနေတဲ့ဒီပုံစံအတိုင်းဆက်ဖြစ်နေဦးမယ်ဆိုရင်ကိုဘီမိုင်နူကဒေဂျာဘောယူနိုက်တက်ကနေထွက်ခွာဖို့ကြိုးစားလာဦးမှာပဲအဲ့တော့ဇန်နဝါရီဈေးကွက်မှာကိုဘီမိုင်နူနဲ့ယူနိုက်တက်ရဲ့ဒရမာတွေကိုတော့ကျွန်တော်ဆပြီးတော့ကြားရဖို့ရှိတယ်အဲ့တော့ဇန်နဝါရီဈေးကွက်မှာနောက်ထပ်ယူနိုက်တက်နဲ့တင်းထွက်တဲ့ကစားသမားတယောက်ရှိတယ်ဒါကတော့ကျွန်တော်တို့ဒါထူးထူးဆန်းဆန်းပေါ့နော်ဒေါ်မွန်တင်းကိုဒီနွေရာဒီကမှပေါင်20 18တန်းလောက်နဲ့ပြောင်းရွှေ့သွားတဲ့ဂျိုဘီဘယ်လင်ဂန်ဖြစ်ပါတယ်ဂျူဘယ်လင်ဂန်ရဲ့ညီဆန်ဒလန်ကနေကျွန်တော်တို့ဒါ ဟိုသွားတာပေါ့ဒေါမွန်ကိုယောက်သွားတာအဲ့တော့ဒီကစားသမားကို United ဘက်ကစိတ်ဝင်စားတယ်ဆိုပြီးတော့ဂျာမနီဘက်က report တွေကပေါ်ပြလာတယ်ပေါ့ဖြစ်နိုင်ချေကတော့အားနေပါတယ်ဘာဖြစ်လဲဆိုရင် mid season မှာအငားဆိုရင်တော့မပြောတတ်ဘူးဗျာအပီတက်ကြီးကတော့ဂျိုဘီဘယ်လင်ကန်ကိုပြန်ခေါ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒေါမွန်နဲ့ဒီဂျိုဘီဘယ်လင်ကန်ကြားမှာတော့ဂျိုဘီဘယ်လင်ကန်ကဒေါမွန်တင်အတွက်ဒီရာဒီမှာဟို minute 160လောက်ပဲကစားရတယ်ပြောမလို့ဆိုနှစ်ပွဲတောင်ပြီမကစားရသေးဘူးပေါ့နော်ဒီသားသမားကိုပထမပွဲမှာတင်ဒါဒေါမွန်တိတ်မသုံးဘူးလို့ပြောလို့ရတယ်ဗျာဒါမကစားချင်တိတ်မပေးတဲ့အချိန် ချိန်မှာကစားမားကလည်းစိတ်ပြက်နေတဲ့ပုံစံတော့ရှိတယ်အဲ့တော့ဒါကြောင့်လို့သတင်းတွေထွက်လာတာလည်းဖြစ်နိုင်တယ်ဘာဖြစ်ဖြစ် United ရဲ့ကွင်းလယ်ပိုင်း target တွေထဲမှာဒီ Joey Bellingham လည်းပါလာတယ်လို့ကျွန်တော်သိရပါတယ် Sunderland တင်းရဲ့ဒါတန်တက်ခဲ့တဲ့ယာဒီမှာအကောင်းဆုံးကစားသမားဖြစ်ခဲ့တဲ့ဒီ Joey Bellingham ကို United ကတကယ်ပဲစိတ်ဝင်စားလားဆိုရင်တော့ကျွန်တော်ဇန်နဝါရီဈေးကွက်မှာစောင့်ကြည့်ရမှာဖြစ်ပါတယ်လောလောဆယ်တော့ကျွန်တော် Joey Bellingham နဲ့ပတ်သက်တဲ့သတင်းတွေကိုတော့သိပြီးတော့ ဒါပြောမယ်ဆိုရင်တော့ belief တိတ်မဖြစ်ဘူးလို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်အယုံကြည်တိတ်မရှိသေးဘူးဒါပေမဲ့ဒါပေါ်ပြလာတဲ့ website တွေကတော်တော်လေးများတာဖြစ်တဲ့အတွက်ကျွန်တော်ဒီသတင်းကိုတင်ဆက်ပေးလိုက်တာဖြစ်ပါတယ်အဓိကပြောချင်တဲ့အကြောင်းအရာကတော့ဒီ Fabio Romano ပြောထားတဲ့ Warden အကြောင်းနဲ့အခု Eliquid ပြောထားတဲ့ ဒီဘယ်လီဘာအကြောင်းပေါ့နော်ဘရိုက်တန်အသင်းကတော့လာမယ့်နေရာဒီစီးပွဲမှာလေသူတို့တည်းရဲ့ကစားသမားကိုရောင်းချဖို့အတွက်အစီအစဉ်မရှိဘူးလို့သိရပါတယ်အဲ့တော့ဘယ်လီဘာကိုရောင်းပြီးတော့သူတို့ကငွေရှာသွားမှာမဟုတ်ဘူးဘယ်လီဘာဘလောက်ပဲကျွန်တော်တို့ဒါဆန္ဒပြနေပါစေပေါ့နော်အသင်းကထွက်ခွာခြင်းနဲ့လို့တောင်းဆိုနေပါစေသူတို့ဘက်ကရောင်းချသွားဖို့အစီအစဉ်မရှိဘူးလို့ဖော်ပြလာတာဖြစ်ပါတယ်အဲ့တော့ဘယ်လီဘာကိုယ်တိုင်ကတော့ United ကိုပြောင်းကျင်နေတယ်လက်ရှိဘယ်လီဘာရဲ့ form ကလည်းသူအရင်ကျွန်တော်တို့သိနေကြဘယ်လီဘာရဲ့ form ထက်တဝက်လောက်တော့မရှိတဲ့ form မျိုးဖြစ်နေတယ်ပဲအဲ့တော့ဘယ်လီဘာချ ေကျနေတယ်လို့ပြောလို့ရတယ် United ကိုယ်တိုင်လည်းတချို့ report တွေမှာဒီ Brighton ဘက်ကပေါင်104တန်းလောက်လိုချင်တယ်လို့ကြားရတယ်ပေါ့နော်ဒီပမာဏကို United ဘက်ကမပေးချင်ဘူးလို့လည်းကျွန်တော်တို့ဖော်ပြထားတာရှိပါတယ်အဲ့တော့ Believer နဲ့တည်င်းကားတော့နည်းနည်းလေးပို့ပြီးတော့ ်ဝေးသွားမှုရှိတယ်ဘယ်လီပါကို United ကခေါ်ဖို့အစီအစဉ်ပို့ပြီးတော့နည်းနည်းလာတယ်ဘောနော်လက်ရှိအခြေအနေရဒီလိုမျိုးပဲကျွန်တော်တို့သုံးသက်ရမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ယောက်ပါ Water မှာဒီအကြောင်းကိုတော့ကျွန်တော်တို့ဒါ Fabio Romano ပြောထားတာဖြစ်ပါတယ်အဲ့တော့ Water ကို Crystal Palace ဘက်ကတည်ကြတယ်ဇန်နဝါရီဈေးကွက်မှာတော့သူတို့ရောင်းဖို့အစီအစဉ်မရှိဘူးဒါပေမဲ့လာမယ့်နေရာဒီအပြောင်းရွှေ့မှာ Crystal Palace ဘက်က Water ကိုရောင်းချဖို့အတွက်စဉ်းစားသွားမယ်လို့သိရပါတယ်အဲ့တော့ Water ကိုလိုချင်တာက United တင်းနေမဟုတ်ဘူးလေပါဘူး ချယ်ဆီအကုန်ပါတယ်ဗျအတင်းကြီးတော်တော်များများပါနေတဲ့အပြောင်းရွှေ့ဇလန်းဖြစ်ပါတယ်ဒါပေမဲ့ယူနိုက်တက်အတင်းက အဓိကအားဖြင့်ဝါဒန်ကိုချက်ချင်းခေါ်ချက်ချင်းနေရာပေးချက်ချင်းလိုအပ်နေတဲ့ပိုရှင်ဖြစ်တဲ့အတွက်ဝါဒန်အနေနဲ့ United ကိုပိုစင်စားကောင်းစဉ်းစားနိုင်တယ်ပေါ့နော်ဒီတစ်ချက်ပေါ့အဲ့တော့ဒီဝါဒန်နဲ့ပတ်သက်ပြီးရင်တော့ United ကပိုပြီးတော့ဖြစ်နိုင်ခြင်းနည်းနည်းလေးယာကိုင်းလုံးပုံမြင့်လာတယ်ဒါ United ကပြီးတော့ကျွန်တော်တို့ဒါ Sporting တင်းကောင်းဆိုတော့ Hotman လို့ပါလို့လည်းရှိတယ်တေချာတာကတော့ကုလလောစဉ်တင်းထွက်တာက Joey Bellingham ရယ် Bellingham ရယ်ဝါဒန်ရယ်ဒီထဲမှာမှဒီဝါဒန်ကလာမဲ့ ွေရာသီဈေးကွက်မှာ United အတင်အဓိကစ조사သွားမဲ့ခွန်းလင်ကစားသမားပုံတန်လို့ကျွန်တော်ကတော့ယူဆထားပါတယ်အဲ့ Brotherhood ကိုဘယ်လိုထင်လဲ Liverpool ပဲဆက်조사တက်လားဒါမှမဟုတ် Watford ကိုပဲ조사တက်လားတစ်ဖက်မှာကျွန်တော်တို့က Joby Bellingham ကိုဇန်နဝါရီဈေးကွက်မှာ조사တက်လားကိုမမအောင်ရောဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးအများကြီးတင်ပါတယ်ဒါတော့ United အတင်ရဲ့ခွန်းလင်တင်လေးပါကျွန်တော်ကောင်တွေကို follow လုပ်ခဲ့ပါအောင်နောက်ထပ် video တွေမှာပြန်တွေ့ပါမယ် Good luck ပါ